ားလုံးပဲမင်္ဂလာပါ plan entertainment channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဘာသာရေးရာနှိမ့်ဆက်ညံ့ပတ်မှုဆိုတာအတိတ်တမိုင်းတည်းကအရာမဟုတ်ပါဘူး။အဘာတဝံကဖရိယံတမောင်များစွာအတွက်ဘာသာတရားကိုယုံကြည်တတ်ဝဲမှုဟာသူတို့ကိုအတန်တိတ်စေထောင်ချစေတိုင်းနဲ့စေဒါမှမဟုတ်အသက်ခံရတဲ့အကြောင်းရင်းတစ်ခုဖြစ်ဆက်လက်ရှိနေစေပါပဲ။ဒီဘာပေါ်မှာကျေပြန်ဆုံးကိုကွယ်မှုရှိတဲ့ဘာသာဖြစ်ပေမဲ့ဖရိယံဘာသာအာနာရှင်ဆိုရတွေအကြံဖတ်မှုတွေနဲ့ဆွေရောက်ဝါဒတွေရဲ့ပြင်းပြင်းထန်အများဆုံးဆက်ရှိနေပါတယ်။ ဒီဗီဒီယိုမှာတော့ Korean တွေဟာလက်ရှိအချိန်မှာပြင်းထန်သောနှိပ်စက်မြင့်ပန်းခံနေရတဲ့နိုင်ငံဆိုင်နိုင်ငံကိုရှာဖွေတရှိရမှာပဲဖြစ်ပါတယ်။ဒီနိုင်ငံတစ်ခုချင်းစီဟာဘာသာရေးလွတ်လပ်ခွင့်အကြံဖတ်မှုနဲ့အစိုးရရဲ့ဘူပေါင်းပါဝင်မှုတို့နဲ့ပတ်သက်ရင်အပေါ်မှာအစိုးဆုံးနိုင်ငံတွေကပါဝင်ပါတယ်။နံပါတ်၁အဆင့်ကနှိပ်စက်မြင့်ပန်းမှုရဲ့အတိုင်းအတာနဲ့လက်ဆက်ကြံကြုံမှုတွေကြောင့်တင်းကိုထိုင်းလန့်သွားစီမှာဖြစ်လို့ဆုံးတီဆောင်ကြည့်ပေးဖို့ပြောကြားလိုပါတယ်။ နံပါတ်10အိန္ဒိယစဘာအကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်တဲ့အိန္ဒိယမှာမကြသေးတဲ့နှစ်တွေအတွင်းခရီးရန်တွေကိုနှိမ့်ဆက်ညှဉ်းပန်းမှုဟာဒီဒီလာမြင့်တက်လာခဲ့ပါတယ်။အိန္ဒိယမျိုးသားရေးလှုပ်ရှားမှုတွေရဲ့ဥဆောင်မှုအောက်မှာတရားကြောင်ရာပေါင်းများစွာကိုမီရှိုးရေအုပ်စရာတွေကိုတိုက်ခိုက်ခဲ့ပြီးခရီးရန်တိုင်ဝမ်တွေကိုအတင်းအဓမ္မဘာသာပြောင်းခိုင်းတယ်လို့မဟုတ်မမှန်ဆွဆဲခဲ့ပါတယ်။အိန္ဒိယပြည်နယ်များပြားမှာအစိုးရရဲ့ခွင့်ပြုချက်မရှိဘဲဘာသာရေးပြောင်းလဲမှုကိုရာဇဝတ်မှုအဖြစ်သတ်မှတ်တဲ့ဥပဒေတွေရှိပါတယ်။ ဒါတွေကအော်ရီရှားဒိုင်းယန်းသားဒေတာတွေကနေဥတ္တရာပရာဒီကမြို့ပြဒေတာတွေအထိဖေးရန်သာသနာပြုတွေကိုပြစ်မှတ်ထားလိရှိပါတယ်။ယုံကြည်သူတွေကသူတို့ရဲ့ဘာသာတရားကိုကိုးကွယ်တဲ့အတွက်ရိုင်းနှက်ခံရတာ၊ပညာသင်ကြားခွင့်ညင်ပယ်ခံရတာဒါမှမဟုတ်လူမှုရေးအရာသပိတ်မှောက်ခံရပါတယ်။ဖွဲ့စည်းပုံခြေခံဥပဒေအရအကာအကွယ်ပေးထားပေမယ့်ဥပဒေစိုးမိုးရေးကမကြာခဏဆိုသလိုမျက်ကွယ်ပြုလာပါတယ်။၂၀25ခုနှစ်ပထမ6လအတွင်းမှာပဲဖေးရန်တွေကိုအကြမ်းဖက်တိုက်ခိုက်မှုတရာကျော်တရင်ပို့ခဲ့ပါတယ်။ ပြည်အဖွဲ့ကြီးတွေကနိုင်ငံတကာရဲ့အာယုံဆိုင်မှုကိုဆက်လက်တောင်းဆိုနေပေမဲ့အကျက်ညှဉ်းပန်းမှုဟာကြကြပြင်းပြဖြစ်နေစေဖြစ်ပြီးအပြစ်ပေးခြင်းမရှိဘဲလွတ်မြောက်နေစေပါပဲ။ဒါပြင်မျိုးသားရေးဝါဒကိုထောက်ခံတဲ့မီဒီယာလိုင်းတွေကပြည်အဖွဲ့တွေကိုအိန္ဒိယယဉ်ကျေးမှုကိုချင်းချောက်သူတွေအဖြစ်ပုံဖော်လေးရှိပြီးဒေသတွေအတိုင်းဝိုင်းတွေမှာရန်လိုမုံဒီမှုကိုပုံမွားအပြည့်ပေးပါလေ။နိုင်ငံရေးအရတန်တိတ်နေခြင်းကြောင့်ဖာရလာတဲ့အကြက်ဖက်ဖွဲ့တွေပေါ်ထွက်လာတာဟာတိုက်ခိုက်သူတွေအတွက်ပြည်တံကင်းလုံးကွဲကိုဖြစ်ပေါ်စေပြီးယုံကြည်သူတွေကြားမှာကြောက်ရွံ့မှုကိုဖြစ်စေခဲ့ပါလေ ဒီလိုတိုးတက်လာတဲ့ပုံစံကြောင့်ပြည်ရမီတာစုတွေဟာရွာတွေကနေထွက်ပြေးရအိမ်တွေကိုဆွန့်ခွာရတိုးအပ်ဝတ်ပြုရပြီးအများတန်းချင်းချောက်မှုအောက်မှာနေထိုင်နေကြရပါတယ်ပြည်ရန်ကျောင်းသားတွေဟာကျောင်းတွေမှာမကြာခဏဆိုသလိုပေါင်းသင်းကနေဖဲချင်းခံရတာပြင်ပလှုပ်ရှားမှုတွေမှာပါဝင်ခွင့်ညင်ပယ်ခံရပြီးတစ်ခါတည်းမှာသူတို့ဆန္ဒမရှိဘဲအိမ်တို့ထုံတမ်းဆင်လာတွေမှာပါဝင်ဖို့အတင်းကျပ်ခိုင်းစစ်ခံရတဲ့အတွက်လူငယ်တွေပေါ်တက်ရောက်မှုကလည်းကြီးမားပါတယ် အချိန်ကညဉ့်ညဲစွာအတူရှင်တွဲနေထိုင်ခဲ့တဲ့တိုင်ဝမ်တွေဟာခုဆိုရင်ဘာသာရေးအလိုက်ကွဲပြားနေကြပြီးဘာသာပေါင်းစုံဆွေးနွေးမှုအတွက်နေရာဟာလည်းဆက်လက်ကျင်းပလာနေပါသေး။နှစ်ဘက်ကိုအီရန်အီရန်မှာအစ္စလာမ်ဘာသာကနေခရစ်ယာန်ဘာသာကိုကူပြောင်းတာကိုဘာသာဆွန့်လွတ်မှုဖြစ်သတ်မှတ်ပြီးဒေသတိချမှတ်နိုင်တဲ့ရာဇဝတ်မှုဖြစ်ပါသေး။ခရစ်ယာန်ဂိုင်းဂွဲချို့ကိုတရားဝင်တိမက်ပြုထားပေမဲ့ယုံကြည်သူအများစုအထူးသဖြင့်အစ္စလာမ်ဘာသာကနေကူပြောင်းလာသူတွေဟာတော့ဘုရားကျောင်းတွေမှာဝတ်ပြုကြပြီးဝိကျင့်တရားထင်းထင်းရဲရဲတွေရဲ့ဝင်ရောက်စီးနှင်းမှုကိုအများအားဖြင့်ကြောက်ရွံ့နေရပါတယ်။ ပြည်ထောင်ကောင်းဆောင်တွေကနိုင်ငံတော်လုံခြုံရေးကိုစန့်ကျင်တဲ့လုပ်ရက်တွေကြောင့်မကြာခဏဖမ်းဆီးခံရစစ်ဆေးမေးမြန်းခံရပြီးနှစ်ရှစ်ထောင်ဒဏ်တွေချမှတ်ခံရပါတယ်။ဒီမှာကျန်းကလည်းပြည်ထောင်စာပေတွေကိုရာယူခွင့်ကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပါတယ်။လုံခြုံသူတွေကိုအလောက်ကိုင်းပညာရေးနဲ့မြားပြည်သူတင်းကြိုင်းတွေမှာပဲအကြိုခွင့်ကိုညှင်းပယ်ထားပါတယ်။ပြည်ထောင်များပြားအီရန်ကနေထွက်ပြေးခဲ့ကြပေမဲ့ကျန်းရှိနေသူတွေအတွက်ယုံကြည်ခြင်းဆိုတာအရာအလုံးကိုစွန့်စားရတာနဲ့ညီမျှပါတယ်။ ်အီရန်ဆိုရာခရီးယံဘာသာကိုဘာသာရေးဖြစ်မမြင်ပဲနိုင်ငံရဲ့အစ္စလာမ်အမှတ်အသားကိုချိန်ချောက်မှုဖြစ်ရှုမြင်ပါတယ်အကြသေးတဲ့လတွေမှာအစိုးရဟာဘာသာရေးလူနည်းစုအဖွဲ့တွေကိုစောင့်ကြည့်မှုတွေပုံမတော်မြင်ခဲ့ပြီးသူဝဲမှုတွေကိုခြေရာခံဖို့နဲ့ပါဝင်သူတွေကိုထောင်ချဖို့အတွက် digital ကရိယာတွေကိုအသုံးပြုခဲ့ပါတယ်။နိုင်ငံတကာရဲ့ရှုံချမှုတွေကြားမှာအီရန်အာဏာပိုင်တွေဟာပုတ်ကလီကနေရင်တွေကိုဆက်လက်ဝင်ရောက်စီးနင်းကဘာသာရေးပစ္စည်းတွေကိုတင်ဆက်ပြီးဘာသာရေးလွတ်လပ်ခွင့်အတွက်လှုပ်ဆော့သူတွေကိုအတန်တက်အောင်လှုပ်ဆောင်နေပါတယ်။ ပြန်ဘာသာပြောင်းလဲသူတွေမိသားစုတွေကိုမကြခဏနှောက်ယှက်ခြင်းဒါမှမဟုတ်ရှောင်ရှားခြင်းခံရတဲ့အတွက်များစွာသောသူတို့ကိုပြပထွက်ပြေးစေခြင်းဒါမှမဟုတ်တန်တိတ်နေစေခြင်းတို့ကိုတွန်းအားပေးခဲ့ပါတယ်ပြန်ကလေးများအတွက်ဘာသာရေးပညာရေးအစ္စလမ်ဘာသာရေးတင်ဦးညွန်တန်းအောက်မှာမဖြစ်နိုင်လောက်အောင်ဖြစ်လာပါတယ်မိသားစုများစွာဟာဘာသာရေးသွန်သင်မှုကိုရှောင်ရှားနိုင်ဖို့သူတို့ရဲ့ကလေးတွေကိုအိမ်မှာသင်ကြားပေးဖို့ကြိုးပမ်းကြပါတယ်ဒါပေမဲ့ဒီလိုလှုံ့ဆော်ခြင်းဟာဖန်ဆီးခံရခြင်းဒါမှမဟုတ်ကလေးတွေကိုထိန်းသိမ်းပတ်ဝန်းဆုံးချုံရခြင်းရဲ့အနေအရီနဲ့ကြုံတွေ့ရနိုင်ပါတယ် နိုင်ငံက NGO ဖွဲ့တွေဟာအီရန်ခရီးရန်တွေရဲ့ဆင်းရဲဒုက္ခတွေကိုပုံမသိရှိလာစေရန်ကြိုးပမ်းခဲ့ကြပေမဲ့နိုင်ငံတော်ဝါဒဖြန့်ချီရေးဟာသူတို့ကိုတော်လှန်ရေးရဲ့ရန်သူတွေဖြစ်ဆက်လက်ပြုတ်ခေါ်နေကြပါပဲ။နံပါတ်၈တရုတ်တရုတ်နိုင်ငံမှာဘာသာရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို Communist Party ကတင်းတင်းကြပ်ကြပ်ထင်ကျုပ်ထားပါတယ်။အပုံမတင်ထားတဲ့ဖျားเจ้าတွေဖြစ်တဲ့ဒီအောင်ဒါမှမဟုတ်အိန္ဒိယဖျားเจ้าတွေကိုမကြာခဏဝင်ရောက်စီးနင်းပါတယ်။ဖျားเจ้าအဆောက်အဦတွေကနေလောကကတိုင်တွေကိုဖယ်ရှားပြီး ဝပြုတ်စီဝေးပွဲတွေကိုစောင့်ကြည့်ကင်မရာတွေနဲ့စောင့်ကြည့်ပါတယ်။သူတို့ရဲ့တုန်သင်ချက်တွေကိုပါတီဝါဒဖြန့်ချီရေးနဲ့ခင်ကြီးဖို့ညှင်းဆန်တဲ့ခရီးရန်ကောင်းဆောင်တွေကိုဖန်ဆီးတာဒါမှမဟုတ်ပျောက်ဆုံးသွားအောင်လုပ်တာတွေရှိပါတယ်။2025ခုနှစ်မှာပြင်းထန်တဲ့နေနီမှုအသစ်တစ်ခုကြောင့်ဘုရားကျောင်းအများပြားကိုဖျော့ပြခဲ့ရပြီးတင်ယုတ်စရာဒါစင်နဲ့ချီပြီးဖန်ဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ရေဝင်တိမဲ့ပြူတာတဲ့ဘုရားကျောင်းတွေမှာနိုင်ငံရေးကောင်းဆောင်တွေရဲ့ရုပ်ပုံတွေကိုပြသဖို့နဲ့ရွေးချယ်ခြင်းတွေကိုတည်ဆို့ဖို့အတင်းကျပ်ခိုင်းစေခံရပါတယ်။ ဖရဲအကြောင်းသားတွေကိုကျောင်းထဲမှာလူငယ်မိတ်သဟာယာဖွဲ့တွေနဲ့ပူပေါင်းခွင့်ကိုပိတ်ပင်ထားပါတယ်။ဗလာရီလူလက်ခွင့်ကိုပုံကံမှုဖြစ်တဘောထားပြီးဖရဲအမတ်သားကိုအများပိုင်နဲ့ပုဂ္ဂလိကဘဝနှစ်ခုစလုံးမှာဖိနှိပ်ထားပါတယ်။အာဏာပိုင်တွေကနိုင်ငံရေးအရအပြတ်တဘောဆောင်တယ်လို့ယူဆရတဲ့အကြောင်းအရာတွေကိုအလံပြဖို့အတွက်တရားဒေသနာတွေနဲ့ဗလာရီစုဝေးမှုတွေကိုစောင့်ကြည့်ဖို့ AI ချေပြူစောင့်ကြည့်စနစ်အသစ်တွေကိုမိတ်ဆက်ခဲ့ပါတယ်။ ခရီးရန်ပုံလေးထုတ်ဝေသူတွေကိုဝင်အောင်စီစဉ်ခဲ့ပြီးအွန်လိုင်းတမကျန်းစာလေးလာရေးဖွဲ့တွေကိုကြိုတင်အသည့်ပေးခြင်းမရှိဘဲပိတ်ပစ်ခဲ့ပါတယ်။ဒီလို digital နှိမ့်ဆက်ညှဉ်းပန်းမှုကရုပ်ပိုင်းဆိုင်ရာချိန်ချောင်းမှုကိုဖြည့်ဆည်းပေးပြီးဝင်ပြမှုကိုအန္တရာယ်ရှိစေက digital နည်းပြချေရာခံနိုင်စေပါတယ်။ယုံကြည်သူတွေကသူတို့ရဲ့လုံခွင့်တွေမှာဖိအားတွေပုံများလာပြီးအလို့ရှင်တွေကိုဒေသခံအာဏာပိုင်တွေဘာသာရေးဆိုင်ရာအဆက်အသွယ်ကိုအစီရင်ခံဖို့အပိတ်ထားပါတယ်။ခရီးရန်နုပညာရှင်တွေနဲ့ဂီတသမားတွေကိုလည်းပြစ်မှတ်ထားခဲ့ပြီးဝင်ပြစုထောင်းခြင်းဂီတနဲ့ ခရီးရန်ရုပ်ရှင်တွေကို streaming platform တွေမှာစင်စာဖြတ်တောက်ထားပါတယ်။ခရီးရန်တွေဟာနေစဉ်ဘဝရဲ့ shoot down အတိုင်းမှာလူမှုရေးရာအထူးကြံ့ကျင်ကြောက်ရွံ့ခြင်းနဲ့တန်တရားများနဲ့ရင်ဆိုင်နေရတဲ့အတွက်ဒီလိုဖိနှိပ်မှုမျိုးရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကကြီးထွားလာနေပါတယ်။နံပါတ်9နိုင်ဂျီးရီးယားနိုင်ဂျီးရီးယားဟာအာဖရိကမှာခရီးရန်လူဦးရေအများဆုံးတဲကတစ်ခုဖြစ်ပေမဲ့ခရီးရန်တွေအတွက်အသေးပြောက်အများဆုံးပတ်ဝန်းကျင်တွေတဲကတစ်ခုလည်းဖြစ်ပါတယ်။နိုင်ငံရဲ့အလဲပိုင်းဒေသနဲ့မြောက်ပိုင်းဒေသတွေမှာဘိုဂိုဟာရန်နဲ့အစ်စဝဲလိုမျိုးအစ္စလမ်ဂျမ်ဖတ်အဖွဲ့တွေက ပင်းရွာတွေကိုဆက်လက်တိုက်ခိုက်နေပြီးပင်ဥစရာတွေကိုပြန်ပေးဆွဲနေကဝပြုတ်သူတွေကိုတပ်ဖြတ်နေကြပါတယ်။2025ခုနှစ်တခုထဲမှာပဲခရီး900ကျော်ဟာပြစ်မှတ်ထားအကြမ်းဖက်မှုကြောင့်အသက်ခံခဲ့ရပါတယ်။အတိုင်းဝိုင်းတစ်ခုလုံးအိုးအိမ်ဆုံးခွာထွက်ပြေးရပြီးဘုရားကျောင်းတွေပျက်စီးခဲ့ရကခရီးမျိုးသမီးတွေဟာအာရမပြုချင်းခံရခြင်းနဲ့အတင်းအာရမလက်ထပ်ထိမ်းမြခြင်းတွေကိုခံခဲ့ကြရပါတယ်။နိုင်ဂျီးရီးယားအစိုးရကကျန်းဖက်မှုကိုထိထိရောက်တိုက်ဖြတ်နိုင်ဖို့ပြက်ကွက်ခဲ့ပြီးဘာသာရေးဆိုင်ရာရည်ရွယ်ချက်ကိုအတိမတ်မပြုဘဲ တိုင်ဝိုင်ခြင်းပဋိပက္ခတွေဖြင့်မကြာခဏဆိုသလိုပြဖို့ခဲ့ပါတယ်။ဖရန်ဖွဲ့စည်းတွေကဒီချက်တဲကိုလူမျိုးတုံးတက်ပြတ်မှုဖြစ်တတ်မှတ်ခဲ့ပေမဲ့နိုင်ငံတကာရဲ့တုံ့ပြန်မှုကတော့နည်းပါးနေသေးပါပဲ။နေရာရွှေပြောင်းခံရတဲ့ခရီးရန်တွေဟာမကြာခဏဆိုသလိုခုံလုံစရာမရှိ၊ပညာရေးကိုရယူခွင့်မရှိ၊ကျမကြီးဆောင်ရှောက်မှုမရှိပဲရှိနေကြရပါတယ်။ပြေဆုံးသွားတဲ့တင်ယုံစရာတွေရဲ့မုတ်ဆုံးမတွေဟာစိတ်ပိုင်းဆိုင်ရာစိတ်တန်ရာတွေနဲ့ပြင်ဆိုင်နေကြရပြီးနိုင်ငံတော်ရဲ့ပံ့ပိုးမှုဒါမှမဟုတ်တရားမျှတမှုမရရှိကြပါဘူး။ ပြည်တံကင်းလုံးကွယ်တန်တရားဟာနောက်ထပ်အကြံဖတ်မှုတွေကိုပုံမဆိုးရစေပြီးစစ်သေးကြွအဖွဲ့တွေဟာတောင်းယူမှုမရှိခြင်းကြောင့်ပုံမအားရလာကြပါတယ်။ဘုရားကျောင်းခေါင်းဆောင်တွေရဲ့ညီညာရေးနဲ့ပြန်လည်တင်းမြတ်ရေးကိုမြင့်တင်ဖို့ကြိုးပမ်းမှုတွေဟာစစ်သေးကြွတွေနဲ့ဆိုရအေဂျင်စီနှစ်ခုလုံးကနေခုခံမှုဒါမှမဟုတ်လိလုရှုမှုကိုရင်ဆိုင်ကြရပါတယ်။အတိုင်းအကျံဖတ်မှုကြောင့်မိဘမဲ့ဖြစ်သွားတဲ့ကလေးတွေဟာအတင်းကြောင်တက်ခွင်နဲ့ဝိညာဉ်ရေးအဆောင်ရှောက်မှုအနေဆုံးဖြစ်တဲ့ဒုက္ခသည်စကံတွေမှာရောက်ရှိနေကြရပါတယ်။ဒီလိုခက်ခဲတွေကြမှာနိုင်ဂျီးရီးယားဖျားเจ้าတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးပညာရေးနဲ့ထောက်ပံ့အားပေးရေးလုပ်ငန်းတွေမှာတကြွစွာဆောင်ရွက်နေကြပြီးခရီးရန်တဝူဖြစ်ဖို့ကမ္ဘာပေါ်မှာအနေအရှိဆုံးနေရာတွေတကတစ်ခုဖြစ်ပြီးခဏရင်ရှိမှုနဲ့မျှော်လင့်ချက်ကိုတည်ယုတ်ပြနေပါတယ်။နံပါတ်6အယ်ဂျီးရီးယားအယ်ဂျီးရီးယားခရီးရန်တွေကိုနှိမ့်ဆက်ညှဉ်းပန်းမှုအထူးသဖြင့်အေးဝန်ဂလီပရိုတက်စတင့်တိုင်ဝမ်တွေကိုပြစ်မှတ်ထားပြီးနှိမ့်ဆက်ညှဉ်းပန်းမှုဟာတိကျစွာမြင့်တက်နေပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေမှာဗတိုင်းလွတ်လပ်ခွင့်အတွက်ပြဌာန်းချက်တွေပါဝင်တဲ့မွတ်စလင်အများစုနေထိုင်ရာနိုင်ငံဖြစ်ပေမယ့် ဆိုရဟာဘုရားကျောင်းတွေကိုပိတ်ပစ်ဖို့တင်ယုတ်ဆရာတွေကိုဖမ်းဆီးဖို့နဲ့ယုံကြည်သူတွေကိုတာသနာပြုလုပ်ငန်းလုပ်တဲ့အတွက်ဒဏ်ငွေရိုက်ဖို့ဥပဒေအာဏာချက်တွေကိုအသုံးပြုနေပါတယ်။2025ခုနှစ်မှာဘုရားကျောင်းအများပြားကိုရဲတွေကဖက်ရှားပိတ်ပစ်ခဲ့ပြီးနေပေါင်းများစွာတရားဝင်လည်ပတ်ခဲ့ပေမဲ့ခွင့်ပြုချက်မရှိဘူးလို့အကြောင်းပြခဲ့ပါတယ်။ခရိယန်တွေကိုဝတ်ပြုစင်တာတွေပြန်ဖွင့်ဖို့အတွက်ပါမစ်တွေညှင်းပယ်ခံရပြီးသို့ပေါ်ပြောဆိုတဲ့ခေါင်းဆောင်တွေကိုစစ်ဆေးမေးမြန်းဖို့အာဏာပိုင်တွေကဆင့်ခေါ်ခဲ့ပါတယ်။အွန်လိုင်းမှာခရီးအောင်ကြောင်ရတွေကိုစံစာဖြတ်ထားပြီးအများပြည်သူစုဝေးမှုတွေကိုပြင်းပြထန်ထန်ဆောင်ကြဉ်ကြပါရစေ။ ေသားခံမီဒီယာတွေကခရီးရန်တွေကိုနိုင်ငံခြားအေဂျင့်တွေဒါမှမဟုတ်စစ်စပောက်တွေဖြင့်မကြာခဏတစိုက်ကပ်ပြီးလူမှုရေးအရာပုံမထီးကြံစေပါတယ်။ရေလက်ဒေသတွေမှာဘာသာပြောင်းသူတွေဟာမိသားစုတွေကနေညစ်ပယ်ခံရပြီးရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ခံရမဲ့အနေနဲ့ရင်ဆိုင်ရပါတယ်။အေဂျီးရီးယားယုံကြည်သူများပြားဟာယခုအခါအိမ်ဒီမှာလိုအပ်စွာပြေဆုံးကြရတဲ့အတွက်သာသနာပြုလုပ်ငန်းနဲ့တိုင်းဝမ်ကြီးထွားမှုကိုကန့်သက်ထားပါတယ်။ နိုင်ငံတကာလူ့ခွင့်ရေးအဖွဲ့တွေကအယ်ဂျီးရီးယားအနာပိုင်တွေကိုလူနည်းစုခွင့်ရေးကိုလေးစားဖို့တောင်းဆိုခဲ့ပေမဲ့ဥပဒေစိုးမိုးမှုဟာမတည်ငြိမ်မဲ့ပလိုက်နေစေပါပဲ။ဘာသာပေါင်းစုံဒါသာတာဖြစ်မှုကျဆင်းလာတာကြောင့်ခရီးရန်တွေဟာဥရောပနဲ့မြောက်အမေရိကကိုဘာသာရေးခုလုံခွင့်တောင်းခံပြီးကြောင်းရွှေ့နေထိုင်မှုမြင့်တက်လာပါတယ်။ခရီးရန်စာအုပ်ဆိုင်တွေကိုပိတ်ပစ်ခဲ့ပြီးဘာသာရေးအကြောင်းတွေကိုလည်းပဲကွင်းလိုက်စင်ညစ်ပယ်ခံခဲ့ရပါတယ်။ဒီလိုတွေကြားမှာအင်းတွင်ဖျားကြောင်းကွန်ရက်တွေဟာ digital တပတ်ဖြစ်ခြင်းနဲ့ပြပရောက်အတိုင်းဝိုင်းတွေစီကပံ့ပိုးမှုတွေကိုအာကိုပြီးဆက်လက်ချက်တွေနေပါတယ်။ နံပါတ်5ပါကစ္စတန်ပါကစ္စတန်ရဲ့ဗဒိုင်းစော်ကားမှုဥပဒေတွေဟာခရီးရန်တွေပေါ်အသုံးပြုတဲ့အနေအရှိဆုံးဥပဒေရေးရာခရီးရန်တွေကတခုပြည့်ဆက်လက်ရှိနေပါတယ်။မကြာခဏဆိုသလိုမမှန်ကန်တဲ့စွဲချက်တခုတည်းကပဲလူစုလိုက်ကြံဖတ်မှုထောင်ချခံရမှုဒါမှမဟုတ်တိဆုံးမှုအထိဖြစ်စေနိုင်ပါတယ်။ဗဒိုင်းစော်ကားမှုကလဟာလာတွေထပ်ပေါ်ပြည်နေခရီးရန်ရွက်တွေမရှိခံခဲ့ရပါတယ်။ခရီးရန်မိန်းကလေးတွေဟာပုံမှန်ပြန်ပြီးဆွဲခံရတာနဲ့နေရာမှာဘာသာပြောင်းလဲခံရပြီးမွတ်စလင်မျိုးသားတွေနဲ့လက်ထပ်ခံရတာတရားဥပဒေရအကောက်ရရရှိမှုနည်းငယ်သာရှိပါတယ်။ အလောက်ကန်ခွဲခြားဆက်ဆံမှုဟာလွန်ပြန့်နေနေပြီးပြည်ရန်များပြားလူမှုအစဉ်နဲ့အနေဆုံးမှရှိနေကြပါတယ်။2025ခုနှစ်မှာပြည်ရန်တွေကိုဗတိုင်းစော်ကားမှုဆက်ဆဲချက်အနည်းဆုံး40ခုတင်သွင်းခဲ့ပြီးသူတို့တွေကအများပြားဟာတရားစီရင်ခြင်းမရှိဘဲအကျဉ်းထောင်ထဲမှာဆက်လက်ရှိနေကြပါတယ်။ပါကစ္စတန်အစိုးရပြည်ပြင်ပြောင်းလဲဖို့ကတိပေးခဲ့ပေမဲ့အစိုးရဩဇာလွှမ်းမိုးမှုဟာဥပဒေစနစ်ကိုဆက်လက်ရပ်တန့်စေပါတယ်။ဆိုလဲခံရသူတွေကိုကာကွယ်ပေးတယ်။ခရီးရန်ရှင်းနေတဲ့ကိုယ်တိုင်ချင်းချောင်းမှုတွေနဲ့ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေနဲ့ပြစ်မှတ်ထားခံရပါတယ်။ ဒီသားစုများစွာအင်ဒီဂျင်တွေဂဲတွေနဲ့ကျောင်းအနာပိုင်းတွေရဲ့ကတလဲလဲနောက်ဆက်မှုတွေနဲ့ရင်ဆိုင်ရပြီးနောက်တခြားနိုင်ငံတွေကိုထွက်ပြေးခဲ့ကြပါတယ်။ပြည်တံကင်းလုံခွေယဉ်ကျေးမှုဟာပါကစ္စတန်ခရီးရန်တွေကြားမှာတရားမျှတမှုကလက်လန်းမမီနိုင်ဘူးဆိုတဲ့ကြောက်ရွံ့မှုကိုအားဖြင့်ပေးပါတယ်။ခရီးရန်တိုင်ဝမ်ဟာမျိုးသမီးတွေအတွက်ဘေကင်းနဲ့အိမ်တွေနဲ့မဟုတ်မမှန်ဆွဆဲခံရသူတွေအတွက်ဥပဒေကာကွယ်ရေးရမုံငွေတွေထူထောင်ကမြေပြင်ဆင်းထောက်ခံအားပေးမှုတွေနဲ့တုံ့ပြန်ခဲ့ပါတယ်။ခရီးအကြောင်းတွေဟာဒီကန်ဈေးကိုမြင့်တင်ဖို့အတွက် ဘာသာပေါင်းစုံအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပေမဲ့အနေနဲ့တန်တရားနဲ့ကြောက်ရွံ့မှုတွေရှိတဲ့ပုံဝင်ကျင်မှာဒုတက်မှုကတော့နှေးကွေးနေစေပါပဲနိုင်ငံတကာ PR တွေဒိုးလာခဲ့ပေမဲ့တန်မာရေးရာဂျိုးပန်းမှုတွေဟာပထဝီဝင်နိုင်ငံကြီးဖြတ်တင်းစဉ်းစားမှုတွေနဲ့ရတုတ်ပြန်မှုတွေကိုကြောက်ရွံ့မှုတွေကြောင့်မကြာခဏဆိုသလိုရပ်တန့်သွားခဲ့ရပါတယ်နံပါတ်၄အာဖဂန်နစ္စတန်တာလီဘန်တွေဟာ2021ခုနှစ်မှာပြည်ထုံမှုကိုပြန်လည်ရယူပြီးတဲ့နောက်မှာအာဖဂန်နစ္စတန်ဟာခရီးရန်တွေအတွက်တိမင်းထောက်ကြောတစ်ခုဖြစ်လာခဲ့ပါတယ် အများပြည်သူပိုင်ဘုရားကျောင်းတွေမရှိပါဘူး။ပြည်အများစုဟာအစ္စလမ်ဘာသာကနေကူပြောင်းလာသူတွေဖြစ်ပြီးဒါဟာသူတို့ကိုတည်တံ့ပေးဖို့ပြတ်မှတ်ဖြစ်စေပါတယ်။အလီဘန်အာနာပိုင်တွေကဘာသာပြောင်းလဲခြင်းကိုမကျေနပ်နိုင်တဲ့တိစဖောင်းမှုဖြစ်သတ်မှတ်ပါတယ်။ပြည်အဘာသာကိုကိုးကွယ်နေတာကိုတွေးကြည့်တဲ့သူတွေဟာချက်ချင်းဖန်ဆီးခံရခြင်းဒါမှမဟုတ်ပိုဆိုးတဲ့ခြေနေတွေနဲ့ရင်ဆိုင်ရပါတယ်။2025ခုနှစ်မှာအိန္ဒိယဘုရားကျောင်းများစွာကိုဝင်ရောက်စီးနှင်းခဲ့ပြီးယုံကြည်သူများစွာတပြတ်ခံရခြင်းဒါမှမဟုတ်တောက်ဆုံးသွားခြင်းတွေဖြစ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အင်္ဂါကအကူအညီပေးရေးအဖွဲ့တွေဟာလည်းလွတ်လပ်စွာလက်ပတ်နိုင်ခြင်းမရှိတဲ့အတွက်ပြည်အများပြားကိုပံ့ပိုးမှုမရှိဘဲထားခဲ့ရပါတယ်။ယုံကြည်သူတွေကအလွန်လိုအပ်စွာနေထိုင်ကြပြီးဖမ်းဆီးခံရခြင်းကိုရှောင်ရှားဖို့အငြင်းတဲ့နေရာပြောင်းနေရပါတယ်။အာဖဂန်နစ္စတန်မှာယနေ့ဘာသာတရားကိုယုံကြည်ခြင်းဆိုတာဒေသင်တည်ဆုံးနိုင်တဲ့အနေအထားကိုဆိုလိုပါတယ်။အယောက်တင်ဟုတ်ဆရာတွေဟာအပတ်စဉ်နေရာပြောင်းကြပြီးဝိပုအဖွဲ့တွေကလိုအပ်ကုတ်ပါစာတို့တွေကနေတင်ဆက်ပေးကြပါတယ်။အထောက်အထားရှောင်ရှားနိုင်ဖို့တမချန်းစာတွေကို digital file တွေမှာဖုံးကွယ်ထားတာဒါမှမဟုတ်လုံအောင်အလွတ်ကျထားကြပါတယ် ကြီးမားတဲ့အနယ်ရီကြမှာကြောက်ရွံ့မှုထက်ပုံမှန်ခိုင်မာတဲ့ယုံကြည်ခြင်းနဲ့မောင်းနေနေတယ်။တင်းငယ်တဲ့မိသဟာယအဖွဲ့တွေဟာဆက်လက်ကြီးထွားနေပါတယ်။တာလီဘန်အာဏာပိုင်တွေဟာခရီးအန်ကျောင်းရတွေအတွက်ဘုံကျောင်းရတွေကိုစကန်ဖတ်နေတဲ့အတွက် digital စင်ဆာဖြတ်တောက်မှုတွေတိုးလာခဲ့ပါတယ်။ဒေတာစုတွေဟာသူတို့ရဲ့ယုံကြည်ခြင်းကိုထိန်းသိမ်းနိုင်ဖို့ကလေးတွေကိုပုံမှန်လုံခြုံတဲ့ဒေတာတွေစီဒါမှမဟုတ်နေဆက်ဖြတ်ကျော်ထပ်ပြေးစေခဲ့တာကြောင့်ပြိုကွဲခဲ့ရပါတယ်။ခရီးအန်ထုံးလွှင့်သူတွေကအာဖဂန်လူမျိုးများပြားဟာ မောင်မိုက်တဲ့အောင်မှာအေယုံဂလီတရားကိုရယူနိုင်ဖို့ရေဒီယိုနဲ့ဂျိုရုချက်ပြမှုတွေကိုအားကိုးနေရတယ်လို့အစီရင်ခံရပါတယ်။ဒီဘက်မှာရှိတဲ့ယုံကြည်သူအတိုင်းဝိုင်းတွေဟာအနေအများနဲ့ယုံကြည်သူတွေကိုပံ့ပိုးကူညီဖို့နဲ့ရှေ့ပြောင်းပေးဖို့လှုပ်ဝက်စွာလှုံ့ဆော်နေကြပါတယ်။နံပါတ်3ဆိုမာလီယာဆိုမာလီယာဟာတင်းကျပ်တဲ့ရှာရီယာဥပဒေကိုအတင်းကျပ်ပြဋ္ဌာန်းထားပြီးခရီးရန်တို့ဖြစ်ခြင်းဟာစေတန်နဲ့ညီမျှပါတယ်။ဒီအခရိယန်တိုင်ဝမ်တခုလုံးနီးပါးဟာအစ္စလမ်ဘာသာကနေကူပြောင်းသူတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။အဲရှာဘားလိုမျိုးအစ္စလမ်စစ်သွေးကြွတွေဟာ ဖရီယန်လို့တန်တရားရှိသူတွေကိုအထူးသဖြင့်တောင်ပိုင်းဒေသတွေမှာပုံမှန်လိုင်းလံ့ရှာဖွေနေကြပါတယ်။မိသားစုဝင်တွေကပဲဘာသာပြောင်းတဲ့ဆွေမျိုးတွေကိုစစ်ဆဖောက်တယ်လို့သိရပါတယ်။ဘာသာကြောင်းအဆောက်အအုံများမရှိကအများပြည်သူဝေပြုတ်ခွင့်မရှိတဲ့ဓမ္မကျမ်းစာကိုခွင့်မပြုပါဘူး။ယုံကြည်သူတွေဟာလိုအပ်စွာဆက်သွယ်ကြပြီးအမြဲတမ်းထွက်ပြေးနေရပါတယ်။ဧဝံဂေလိတရားဟောပြောတယ်လို့တန်တရားရှိတဲ့နိုင်ငံခြားအကူအညီပေးရင်ဝန်ထမ်းတွေကိုပြစ်မှတ်ထားတပြတ်ခဲ့ပါတယ်။2025ခုနှစ်မှာမြေရောက်တင်အောင်ဆရာ၃ဦးကိုစစ်သွေးကြွတွေကကွန်မြတ်ခဲ့ပါတယ်။ ဆိုမာလီယာဂရန်ဘာသာကိုကိုးကွယ်ခြင်းဟာသက်ရှင်နိုင်ဖို့လုံးဝဖုံးကွယ်ထားရမယ့်နေရာပြည့်စက်လက်တည်ရှိနေပါတယ်။တကယ်တဲ့ယုံကြည်သူအဖွဲ့တွေဟာကျန်းစာလေးလာဖို့နဲ့ဝပြုဖို့အတွက်ပုံသွင်းထားတဲ့ဆက်သွယ်ရေးကိရိယာတွေကိုအသုံးပြုကြပါတယ်။နေဆုံးမဲ့အနေဟာအမြဲတမ်းရှိနေပေမဲ့ယုံကြည်သူတွေဟာတိတ်ဆိတ်တဲ့စီလုံးညီညွတ်မှုနဲ့အရင်းရိုင်နဲ့ယုံကြည်ခြင်းမှခွန်အားကိုတွေ့ရှိကြပါတယ်။ဒီဘာရောက်ခရီးရန်တွေရဲ့အစီအံခံစာတွေကတိုးဝှက်နှစ်ချင်းခံယူမှုတွေကိုဂူရီဒါမှမဟုတ်တဲကန်နိုင်ရတွေမပြုတ်လုပ်ခဲ့ပြီးတခါတရံမှာဖန်စီခံရခြင်းကိုရှောင်ရှားဖို့ ဒီနေ့အနေငယ်တာကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်ခရီးအိမ်အောင်စုတွေမှာကြီးပြင်းလာတဲ့ကလေးတွေကိုသူတို့ရဲ့ယင်းနှီးဆုံးငွေချင်းတွေစီကနေပဲသူတို့ရဲ့ယုံကြည်ခြင်းကိုဖုံးကွယ်ထားဖို့တင် जा ပေးထားပါတယ်ကြောက်ရွံ့မှုကြမှာဆိုမာလီယာတွင်ကနေအံ့ဖွယ်တက်ရှင်ကြံ့ရင်ချင်းနဲ့ဘုရားသခင်ရဲ့ဂျာဝင်ဆောင်ရွက်ပေကျင်းဆိုင်ရာဇလံတွေဆက်လက်ထွက်ပေါ်နေပါတယ်နံပါတ်နဲ့ Eritrea Eritrea ကိုအာဖရိကရဲ့နောက်ကိုရီးယားလို့ခေါ်ဆိုကြတာတင်လျော်ပါတယ်အဆိုရဟာဘာသာရေးဖော်ပြမှုအားလုံးကိုတင်ကြပ်စွာထင်ကြုံထားပါတယ်ပြန်ကိုင်းဘက်၃ခုကိုသာတရားဝင်အသိမှတ်ပြုထားပြီး ကြံကန်ခွဲအားလုံးကိုတားမြစ်ထားတာကြောင့်သဘောမတင်ထားတဲ့ဖျားကြောင်းတွေကဖွဲ့ဝင်တွေကိုဖမ်းဆီးကနှိပ်စက်ညှဉ်းပန်းပါတယ်။2025ခုနှစ်မှာခရီးရန်600ကျော်ဟာပြည်ဝင်ဆွဲချက်တွေဒါမှမဟုတ်တရားစီရင်မှုတွေမရှိဘဲအကျဉ်းချနေသေးပါပဲ။အချို့ကိုစိတ်သွင်းနှစ်တခုကြော်ကြထိန်းသိမ်းထားခဲ့ပြီးစစ်တပ်မှရှိတဲ့ခရီးရန်စစ်မှုဌာနတွေကိုတဦးတည်းတည်နှံ့ချုပ်နှောင်ခြင်းအတရားမှလိုအပ်ပေးခြင်းတွေနဲ့ပြစ်ပေးပါတယ်။အစိုးရဟာလွတ်လပ်တဲ့ဘာသာရေးအဖွဲ့တွေကိုနိုင်ငံတော်ထိန်းချုပ်မှုကိုချင်းချောက်မှုဖြစ်ရှုမြင်ပါတယ်။ယုံကြည်ခြင်းကိုရာဇဝမှုဖြစ်သတ်မှတ်ထားရုံသာမကား ။ခနေ့တကြရက်ဆက်ကြံရုပ်စွာပြီးနေထားပါတယ်။ပြည်ရန်ချုပ်ကိုပူပြင်းတဲ့အပူချိန်ရှိတဲ့ဒီမော့ကွန်နေနာတွေထဲမှာထားရှိပြီးဥပဒေအကူအညီဒါမှမဟုတ်မိသားစုလာရောက်လက်ပတ်ခွင့်ကိုညင်ပယ်ထားပါတယ်။ဖေယားကြောင့်လည်းလိုအပ်စွာလက်ပတ်ကြပြီးဖန်စီခံရခြင်းကိုရှောင်ကြဖို့မကြာခဏနေရာပြောင်းကြရပါတယ်။အနာပိုင်းတွေကဖန်စီရမိတဲ့ဘာသာရေးကောင်းဆောင်တွေကိုပြန်လည်မတွေ့ရတော့တာတွေမကြာခဏရှိပါတယ်။ဒီလိုအနေရတွေကြာမှာအီထရီးယားယုံကြည်သူများစွာဟာဆူတောင်းဖို့ဆက်လက်တွဲဆောင်ကြပြီးအနာရှင်ဆိုရောက်ကိုစိန်ခေါ်တဲ့တတိကိုတရုတ်ပြနေကြပါတယ်။ အကျဉ်းသားတွေရဲ့မိသားစုတွေကိုမကြာခဏဆိုသလိုချင်းကြောက်ခံရပြီးသူတို့ရဲ့ချေရသူတွေကိုရှာဖွေဖို့ဒါမှမဟုတ်သူ့ဘောပြောဆိုဖို့ကြိုးပမ်းရင်ချင်းကြောက်ခံရပါလေလူငယ်ဓမ္မအမှုတွေဟာလှုပ်ဆော့လက်ပတ်နေပြီးကမ္ဘာမှာဆိုးရွားဆုံးပတ်ဝန်းကျင်တွေကတခုမှအေဝံဂေလိတရားကိုဆောင်ရွက်ဖို့အတွက်နောက်မျိုးဆက်တွေကိုလေ့ကျင့်ပေးနေပါတယ်နိုင်ငံတကာဗတ်တိုင်းလှုပ်လှခွင့်ဖွဲ့စည်းတွေဟာပိတ်ဆို့အရေးယူမှုတွေနဲ့တောင်းယူမှုရှိဖို့ဆက်လက် တောင်းဆိုနေပေမဲ့လက်တွေ့မှာတော့နည်းငယ်သာပြောင်းလဲခဲ့ပါတယ် ံပါတ်1မြောက်ကိုရီးယားမြောက်ကိုရီးယားဟာညွန်ကြီးသူတွေပေါ်ချမှတ်ထားတဲ့စိတ်ကူးမယင်နိုင်လောက်အောင်ရက်ဆက်ကြမ်းကြုတ်မှုနဲ့လုံအောင်ထိန်းချုပ်မှုကြောင့်ခရီးရန်တွေအတွက်ကမ္ဘာပေါ်မှာဆွေးရောဆုံးနေရာအဖြစ်ဆက်လက်တည်ရှိနေပါတယ်။2025ခုနှစ်မှာဂျိုရူယုတ်တန်အစ်တွေကခရီးရန်တွေကိုထိန်းသိမ်းထားတဲ့နိုင်ငံရေးအကျဉ်းစခန်းတွေချဲ့တွင်နေတာကိုအတည်ပြုခဲ့ပါတယ်။ဘာသာပြောင်းသောသူတွေကဆူတောင်းတာကိုဖန်ဆီးသူတွေပေါ်အသုံးပြုတဲ့နှိမ့်ဆက်နည်းတွေကိုဖော်ပြခဲ့ပါတယ်။ရက်ဆက်လျှော့ရိုက်ခြင်း၊ရင်းနှီးနှိမ့်ဆက်ခြင်းနဲ့အငတ်ထားခြင်းတို့ဟာအဆန်းမဟုတ်ပါဘူး။ တော်ကြီးတို့ရဲ့ကလေးတွေကိုသူတို့ရဲ့မိဘတွေကိုတရင်ပို့ပို့တွင်တင်ပေးထားပါတယ်။ခရီးရန်မျိုးဆက်တစ်ဆက်လုံးဟာအစိုးရရဲ့အမောင်တူတဲမှာပြောက်ွက်သွားခဲ့ရပါတယ်။ဒီလိုကြောင်မဖွဲ့ရည်နဲ့ရင်ဆိုင်ရပါမယ်။မြောက်ဖျားเจ้าစုဝေးဖို့ဆူတောင်းဖို့နဲ့တော်ကြီးဖို့အတွက်ရာအလုံးကိုစွန့်စားပြီးရှင်းတန်းနေစေပါပဲ။ခရီးရန်ကိုတောင်းကျော်ဟာသူတို့ရဲ့ယုံကြည်ခြင်းကြောင့်အကျဉ်းချနေတယ်လို့ခံမှန်းရပါတယ်။ဒီလိုကြောင်မဖွဲ့ရကြမှာလိုရယုံကြည်သူတွင်ရက်တွေဟာတွင်လင်းချက်တင်စကားတွေကိုဆက်လက်ပေးဖို့နေပြီးကျန်းစာပိုင်းစာလေးတွေကိုမျှဝေနေကညွန်နယ်တဲ့မိသဟာရောက်ကိုတင်းတင်းတာပါတယ်။ဖရင်တွင်တင်ချက်တွေပါဝင်တဲ့ ။ပေါင်ခိုသွင်းထားတဲ့ USB drive တွေဟာရန်စာအကြောင်းအရာတွေကိုရယူနိုင်တဲ့နီလန်းအနေငယ်တွေကတခုဖြစ်ရှိနေစေပါပဲ။မြောက် radio scan တွေကဖန်ဆီးခံရခြင်းကိုရှောင်ရှားဖို့မြင်းနဲ့ပိုင်မှာရေဝန်ကလေးသတင်းစကားကိုထုတ်လွှင့်ပါတယ်။အဆိုရလက်ကနေလွန်မြောက်လာသူတွေကမိသားစုတစ်ခုလုံးဟာမြောက်ခန်းတွေမှာပြောင်းနိုင်အောင်မှာတိုးဝဝင်ပြိုးမှုတွေကိုတက်ရောက်ကြတယ်လို့အစီရင်ခံထားပါတယ်။မြောက်ကိုရီးယားကယုံကြည်သူတွေပြသတဲ့တတိဟာကမ္ဘာတဝန်ကကိုရီးယားတွေကိုဆက်လက်လှုပ်ဆောင်ပေးနေပါတယ်။ကိုရီးယားတွေကိုနှိမ့်ချညှဉ်းပန်းမှုဟာတိုးပွားလာနေပြီးအဆိုရအများပြားကတိတ်ဆိတ်နေစေပါပဲ။ အရှာကနေအာဖရိကထိလူကြီးသူတွေဟာသူတို့ရဲ့ဘာသာတရားအတွက်ဆင်းရဲဒုက္ခခံစားနေကြရပြီးမကြခနဆိုသူတို့အတန်းတရားမျှတမှုနဲ့အကာအကွယ်တို့မရှိဘဲရှိနေကြရပါတယ်။ဘာသာတရားကိုယုံကြည်ခြင်းဟာရာသွတ်မှုမဖြစ်သင့်ပါဘူး။ဒီဗီဒီယိုရဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးမိတ်ဆွေရဲ့အတွေ့အမြင်တွေကိုလည်းကွန်မန့်မှာမှတ်ခဲ့ပေးနိုင်ပါတယ်။ဗီဒီယိုလေးရောဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းရင်းနဲ့တူပြန်လာခဲ့ပါမယ်။